တနာတောင်း6000ကိုကြုံရပြီးတော့အော်ငါဘာဖြစ်လို့ဒီလိုမျိုးကြုံဆုံရတာလဲဒီနေ့မှငါဖရားသခင်နဲ့အခြေယူလိုက်ရင်ကောင်းသားဆိုပြီးတော့အတ္တတာထဲမှာခံစားမိတဲ့အခြေအနေမရှိဘူးလားရှိတယ်ဘာဖြစ်လို့လဲဖရားသခင်နဲ့ဆိုင်တဲ့အရာအချိန်ကိုဖရားကိုမပေးတဲ့အတွက်ကြောင့်မို့ဖြစ်တာကဲမိသားစုကိုလည်းပြန်ပြီးတော့စဉ်းစားကြည့်ပါကျမတို့မိသားစုတွေကိုဖရားသခင်ကိုပေးသလားဟယ်လိုမိသားစုတွေအတူတူပေါ့ဖရားရဲ့မျက်မှောက်တော်ထဲမှာစုယုံပြီးတော့ဖရားသခင်ကိုအချိန်ပေးတဲ့အရာဖရားသခင်ကိုနံပါတ်တက်ထားတဲ့အရာ ရှိကြရဲ့လားဒါမှမဟုတ်မိသားစုထဲမှာတကယ်ကိုအရန်တော်တဲ့ကိုယ့်ရဲ့သားကိုယ့်ရဲ့သမီးကိုဘုရားသခင်ရဲ့နိုင်ငံတော်အတွက်ပေးဖို့ရန်အတွက်တင်ပြစင်ရဲ့လားတချို့မိဘတွေကအဲ့ဒီသားသမီးအရန်ဆိုးလာတဲ့အချိန်ကိုမနိုင်တဲ့အချိန်ကျမှဆရာဆရာမရဲ့ဆုတောင်းပေးပါကယ်ပေးပါဘုရားကြောင့်မှအတုံးပြုပေးပါလို့ပြောတတ်ကြတယ်အမှန်တော့သင်ရဲ့အကောင်းဆုံးကိုဘုရားကိုပေးရမှာလေအတော်ဆုံးသားသမီးတွေယူလာခဲ့ပါဘုရားရဲ့မျက်မှောက်တော်ထဲမှာခေါ်ဆောင်လာခဲ့ပါ 你培养给阿高中的太站到培养身边的哈利路亚哈利路亚这不大龙吗မကျမတို့ရက်တွေကိုဖြတ်တန်းကြရဲလှုပ်တွေလှုပ်ကြရဲတိုးတိုးအဲ့အလုပ်တွေကိုမလုပ်ခင်တပတ်တော်လို့ရဲ့ပထမရက်ဖြစ်တဲ့ Sunday မှာသင်ဘုရားသခင်ကိုအချိန်ပေးဖို့နဲ့စတင်ပြင်ဆင်မှာဘုရားသခင်နဲ့အချိန်ယူဖို့နဲ့ပြင်ဆင်မှာအာမင်ချို့တွေကအလုပ်ကိုပို့ပြီးတော့ နော်သူကနေရာပေးခြင်းနဲ့ဟာ Sunday ကဘလောက်ပဲအရေးကြီးတဲ့နေ့ဖြစ်နေပါစေတခြားအလုံးနဲ့ဆိုင်တဲ့အရာအခွင့်အလဲနဲ့ဆိုင်တဲ့အရာကိုသူကပို့ပြီးတော့ကြည့်တတ်တယ်။နာမည်ကြီးမဲ့အရာပို့ပြီးတော့နော် popular ဖြစ်သွားမဲ့အရာကိုစိတ်ဝင်စားတယ်။အဲ့ဒီနေ့မှာကိုပို့ပြီးတော့ငွေကြေးရနိုင်မဲ့အရာကိုစိတ်ဝင်စားလိုက်တဲ့အခါမှာအခွင့်အလမ်းတွေကိုပဲမြင်လိုက်တဲ့အခါမှာဝိညာဉ်နဲ့ဆိုင်တဲ့အရာကပြိုပြက်သွားပေါ့။ပြိုပြက်တဲ့အရာကိုပြန်တည်ဆောက်ရအောင်။ဘယ်လိုတည်ဆောက်အောင်လဲ။ဘုရားသခင်ကိုနံပါတ် တ်နေရာမှာထားပြီးတော့တိဆောက်ရမှာဖြစ်တယ်။ဘုရားသခင်ကိုနံပါတ်တ်နေရာမှာထားကြည့်လိုက်။မိသားစုထဲမှာတဲ့ရဲ့အလောက်ကင်ထဲမှာပြိုပြက်နေတဲ့အရာတွေအားလုံးပြန်လဲပြီးတော့တိဆောက်ပြီးသားဖြစ်လိမ့်မယ်။နေရာတကျကျသွားလိမ့်မယ်။အာမင်။ကဲဒီထဲမှာကျွန်တော်ကျမတော့အပြစ်မှာအလုတ်လုံနေတယ်အလုတ်သမားဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်ကျမမှာအလုတ်အကန်ရှိပါတယ်ကိုယ့်ကိုလှုပ်တာပဲဖြစ်ဖြစ်ပေါ့နော်ရှိတဲ့သူခဏလောက်လက်မြောက်ပြပါဦးမရှိတဲ့သူလည်းရတယ်သူတွေကနော်ကျမလိုပဲဖြစ်ဖြစ်နေပါလိမ့်မယ်โอเคโอเคလက်ချလို့ရတယ် ကယ်လို့ထဲမှာဖျားကိုနံပါတ်1နေရာမှာထားကြည့်အောင်ဘယ်လိုထားမလဲဖျားနဲ့ပတ်သက်လာလို့ရှင်အလုတ်ထဲမှာကိုယ့်ရဲ့အပေါင်းအသင်းတွေကို မပြောရတဲ့ຢာတွေရှိလားဆိုပါစို့ဖျားခင်ကောင်းမြတ်လိုက်တာဆိုတဲ့ຢာကိုပြောရမှာရှက်နေလားမျိုးဖျားခင်ကျေးဇူးတော်ပဲဖျားခင်ကြီးတော်မှုပြုတာဆိုတဲ့ຢာကိုဖျားခင်အသက်ရှင်နေဆိုတဲ့ຢာကိုကိုယ့်ရဲ့အလုတ်ထဲမှာနေရာမပေးတဲ့အချိန်တွေရှိလား စဉ်းစားရအောင်နော်အဲ့တော့ဘာဖြစ်လာလဲအဲ့ဒီအလုတ်ထဲမှာမင်္ဂလာမရှိတော့ဖျားမပိုင်ကြိမ်ချင်းအမင်္ဂလာပဲရှိတယ်ဒီနေ့နှုတ်ကပတ်တော်ကဒီလိုပြောထားတယ်ဒါလေးကိုကြည့်စီချင်တယ်အခန်းငယ်နော်ငားထဲမှာဒီလိုပြောတယ်ငားကနေချက်ကိုကျမဖက်မယ်ယခုမှကောင်းကင်ဘုရားအရှင်သာရပြန်မိတ်တော်မူဒီကကိုကျင့်တော်အကျင့်ကိုဆင်ခြင်ကြလောက်ဟာလေလုယာကျမတို့လှုပ်ဆောင်နေတဲ့အရာတွေအားလုံးကိုပြန်လှည့်ပြီးတော့စဉ်းစားသုံးသပ်ဖွင့်ရွတ်ဖြစ်တယ် ကိုယ့်ရဲ့နှလုံးသားကိုလည်းပြန်လည်စစ်ဆေးဖို့အတွက်ဖြစ်တယ်။ငါဖရာသခင်ကိုအကောင်းဆုံးပေးရလား။ဒါလေးကိုစင်ကျင်ဖို့အတွက်ဖြစ်တယ်။အကယ်၍အဲ့ဒီလိုမျိုးမဟုတ်ဘူးဆိုရင်တော့နှုတ်ကပတ်တော်ကဘလို့ပြောထားလဲဆိုရင်သင်တို့သည်များစွာသော မျိုးစေ့ကိုကျဲတော်လဲ။အသေးအနံနဲပါရ၏။စားရတော်လဲဝါစွာမစားရကြ။တောက်ရတော်လဲဝါစွာမတောက်ရကြ။အဝတ်ကိုဝတ်ရတော့လဲနွေးစွာမဝတ်ရကြအလုံးလုံး၍အခါကိုခံရတော့လဲမလုံသော အိတ်ထဲမှာတိုးထားရကြ၏ ်မျိုးစည်းကတော့ကျဲလိုက်ပါတယ်တိုးပေါ်ခြင်းဆိုတာမရှိဘူးပိုရှန်ခြင်းဆိုတာမရှိဘူးပြန်လဲပြီးတော့သူတို့ဘကိုစီးစင်းစင်နေတဲ့အတ္တာဆိုတာမရှိဘူးအတ္တာထဲမှာဘာပဲဖြစ်နေတယ်လဲဆိုတော့ပိတ်ဆို့နေတယ်နော်ကိုကိုမှရှိတဲ့အရာတွေအလုံးကဘာမှနော်ဘုံတော့ထင်ရှားတဲ့အရာတွေမဖြစ်လာတော့ငွေချေးလဲစူးစမ်းပြီးရှာပါတယ်အလုတ်ကိုစူးစမ်းပြီးတော့လဲလုတ်တယ်တိုးတော့ဘလောက်ပဲစူးစမ်းပြီးလုတ်လို့ပလိုင်းပေါက်နေဖားကောက်နေတဲ့အတ္တာကြီးဖြစ်နေတယ်ဘာဖြစ်လို့လဲဖျားကိုနေရာမပေးလို့ ဒါကြောင့်ဘုရားခင်ကဆက်ပြောတယ်ဒါလေးကိုသတိထားဖို့အတွက်ဖြစ်တယ်အဲ့တော့ဘုရားကဘာဆက်ပြောလဲဆိုအခိုင်းငယ်၉ထဲမှာတင်တို့ဒီများစွာရမည်ဟုမျှော်လင့်တော်လဲရသောဥစ္စာခေါင်းပါရဤအိမ်တို့ရောက်တော့ခါငါမှုတ်လိုက်ဤဘုရားလက်ထင်မှာအားလုံးရှိတယ်တင်ဘလောက်ပဲစူးစမ်းစူးစမ်းတင်ဘလောက်ပဲလှုပ်လှုပ်တချို့တွေကပြောကြတယ်လေကိုလုံးမှကိုစားရတာဒီစကားလေးနဲ့ပတ်သက်ပြီးတော့တေချာစင်ဂျင်စေးချင်တယ်ဘုရားသခင်ကသာတဲ့ရဲ့အတ္တတာထဲမှာရှိတဲ့ကျမ်းမာခြင်းကိုနှုတ်ယူလိုက်မယ်ဆိုရင် ဟယ်လိုတစ်ချက်ပဲဘုရားခင်ကတင့်တင့်ရအပေါ်မှာနော်မာနရဲ့နှောက်ရှက်ခြင်းမာနရဲ့ဖြက်စီးခြင်းကိုကွဲကာပေးတဲ့လက်တော်ကိုယုတ်လိုက်မယ်ဆိုရင်ကျန်တဲ့ຢာတွေအလုံးကုန်သွားမှာပဲဒါဒါကိုသတိထားနေပွင့်အတွက်ဖြစ်တယ်အဲ့တော့ဘုရားခင်ကဘာပြောလဲဆိုလို့ရှိရင်ထိုကဲ့သို့ဘုရားခင်ကိုပထမဦးစားပေးမထားတဲ့အခါမှာတဲ့ တဲ့ရဲ့အတ္တဓာတ်ထဲမှာရှိနေတဲ့အရာတွေကိုဘုရားကမှုတ်ပစ်လိုက်မယ်။အဘေကြောင့်နိဟုကောင်းငင်ဘုချေအရှင်သာရပြန်မေးတော်မူ၏။ငါအိမ်သည်ပြက်လျက် ရှိသောကြောင့်၎င်းတင်တို့သည်အသီးသီးမိမိအိမ်တို့ပြေးသောကြောင့်၎င်းဖြစ်သည်။ငါအိမ်ကတော့ပြက်နေတယ်တဲ့။တင်တို့ကတော့မိမိတို့အိမ်ကိုအသီးသီးပြေးကြတယ်။အဲ့ပြေးတယ်ဆိုတဲ့အရာကဘာကိုပြောနေတာလဲဆိုတော့ busy အလုပ်ရှုပ်နေတာ။ ကိုအိမ်အတွက်ပဲကိုအလုံးရှုံနေတယ်။နော်ကိုဘွားအတ္တတာထဲမှာကိုလိုချင်တဲ့အရာတွေအတွက်ပဲအလုံးရှုံနေတယ်။ဒီလောကနဲ့ဆိုင်တဲ့အရာတွေကိုပဲအလုံးရှုံနေပြီးတော့ဝိညာဉ်ရေးအောင်ပိုင်းဆိုင်မှာပြိုပြက်နေတယ်ဘုရားရှင်က။ပြန်တည်ဆောက်ရအောင်။ဒီနေ့အသိတော်တစ်ခုလုံးဘုရားရဲ့မျက်မှောက်တော်ထဲမှာပြန်လဲပြီးတော့တည်ဆောက်ကြရအောင်။ဟာလေလုယာ။အသင်းတော်ရဲ့အစကမိသားစုကဖြစ်တယ်။ဒီမိသားစုမှာတစုချင်းစီလဲဟောဘုရားသခင်ကိုပထမတက်နေရာမှာထားလာပြီဆိုရင်တော့ come on ဒီအသင်းတော်ကြီးထဲမှာဘုရားသခင်ရဲ့နိုးထမှုလိုင်းလုံးကြီးဟာထင်ရှားလာမှာဖြစ်တယ်။မြန်မာတိုင်းနိုင်ငံလုံးထဲမှာထိုဘုရားရှင်ကိုချစ်တဲ့ဘုရားရှင်ကိုပထမနေရာမှာထားတဲ့ကောင်းချီးမင်္ဂလာကပြန်စည်းစမ်းတော့မှာဖြစ်တယ်။ကြည်ပါကြည်ပါကျွန်မဒါလေးကိုသိချာနားလေစီချင်တယ်။ဘုရားခင်ကိုပထမနေရာမှာထားတဲ့အခါမှာထိုကဲ့သို့သောအမင်္ဂလာရတယ်ဆိုရင်ဘုရားခင်ကိုပထမနေရာမှာထားပြီဆိုရင်ထိုအရာတွေနဲ့စက်ကျင်မဲ့ဖြစ်တဲ့ကောင်းချီးမင်္ဂလာတွေကိုကျွန်မတို့ခံစားရမယ်လို့ပြောနေတာပဲ။ Hallelujah Hallelujah.